ရှင်မောကလဟာအတိတ်တုန်းကလုပ်ခဲ့တဲ့အကုသို့ကံကြောင့်ရှမ်းနောက်ဆုံးဘဝမှာ အသက်ခံရတယ်။သူတတ်တဲ့ခံရတယ်။အဲ့ဒါကံကြောင့်အဲ့တော့ရှင်မောကလဟာကံမကုန်ဘူးလား။ဆိုရင်ကံကုန်တယ်လို့ပြောတာဘဝတစ်ခုကိုဖန်တီးမဲ့ကံကုန်သွားတာကိုပြောတာ။ကံဟောင်းကတော့သူ့နောက်မှာခန္ဓာရှိနေတဲ့မြတ်ကံဟောင်းကရှိနေမှာပဲသူက။ ။ဘာကြောင့်ကံဟောင်းကခန္ဓာရှိသမျှရှိတုံဆိုရင်ဒီကံကဘယ်မှာတီးနေတာတော့။အုံနောက်မှာလားနှလုံးသားမှာလား။ဘယ်မှာတီးတာတော့မဆို။အုံနောက်ဆိုရလေအုံနောက်ကပြတ်သွားတာရှိတယ်လေ။နှလုံးဆိုရလေနှလုံးကုန်ရပ်သွားတာလည်းရှိတယ်လေ။အော်နှလုံးပြက်သွားရင်နှလုံးထဲမှာရှိတာတွေပြက်မှာပေါ့။အုံနောက်ပြက်သွားရင်လည်းအုံနောက်ထဲရှိတာတွေပြက်ကုန်မှာပေါ့ အဲ့တော့အတိတ်ဘဝလုခဲ့တဲ့ကံနေကိလေသာတွေကဘယ်နှမ်းမှရှိနေတယ်လေဆိုရင်စိတ် mental process လို့ခေါ်တယ်စိတ်ဖြစ်စဉ်မှရှိနေတယ်စိတ်ဖြစ်စဉ်ဆိုတာပြည့်ရည်စီးတယ်လို့စီးနေတာဒီရှေးစိတ်ချုပ်သွားရင် နောက်စိတ်ကလိုက်လာတယ်အဲ့ဒီစိတ်ချုပ်ရင် နောက်စိတ်ကလိုက်လာတယ်ဖြစ်စဉ်ကြီးကသူပြတ်သွားတယ်မရှိဘူးနော် ဒီစိတ်ချုပ်သွားရင်နောက်စိတ်နောက်စိတ်ချုပ်သွားရင်နောက်စိတ်နောက်စိတ်ချုပ်သွားနောက်စိတ်အဲ့စိတ်ဖြစ်စင်နေမှာတည်ရှိနေတဲ့တတိတမျိုးကိုကံလို့ခေါ်တာကိရိတာတို့ကံလို့ဆိုအဲ့ဒါကြောင့်မို့ရှောင်းတိန်လို့မရဘူးသူကအဲ့တော့ကံတရားသည်လူရဲ့တဏ္ဍမှာဘယ်မှာရှိတာတုံးလို့မေးလို့ရှိရင်စိတ်တတ္တတိဆိုတဲ့ mental process မှာရှိတယ်လို့ပြောစိတ်ဖြစ်စင်မှာပဲရှိတယ် ရှုပ်မှဖြစ်နေတာမဟုတ်ဘူးစိတ်ဖြစ်စင်မှဖြစ်နေစိတ်ဖြစ်စင်ဆိုတာတခုတည်းမဟုတ်ဘူးဒီစိတ်ပြီးရင်နောက်စိတ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 ်ပေါ်တယ်